တချိန်လုံးကကမ္ဘာစီးပွားရေးရဲ့ထိတ်တန်းဖြစ်ပြီးတော့အင်အားကြီးစူပါပါဝါနိုင်ငံတစ်ခုလို့ဗျာဒိတ်ပြီးခံရတဲ့တရုတ်ကြီးကအခုတော့ဘလို့ဖြစ်နေပြီလဲမြန်မာနိုင်ငံလိုနိုင်ငံငယ်လေးတွေရဲ့ခုတ်သွေးကိုစုပ်ယူနေတာတောင်မလောင်ကားလို့ကိုပြည်သူတွေရဲ့အိတ်ထရပတ်စံတွေကိုပါဓမြပြန်တိုက်နေရတဲ့အဖြစ်ကိုရောက်နေပြီဆိုတာတွေကမ္ဘာမီဒီယာမှာကြဲကြဲပြန့်ပြန့်ထောက်ပြလာကြပါတယ်ဒီကနေ့စသဲရိုးကဒီလိုအခြေအနေတွေဘာကြောင့်ဖြစ်လာရတာလဲဆိုတာကိုနက်နက်နဲနဲဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်တရုတ် ပြည်ရဲ့ငွေကြီးအကျက်တဲကပြည်သူတွေကိုဘလို့ဒုက္ခပေးနေလဲဆိုတာအသေးစိတ်လေ့လာကြည့်ရအောင်ပါရှင်ဇွန်လ9ရက်နေ့ညနေ6နာရီခန်းကတရုတ်ပြည်က ွမ်တုံးပြည်နယ်ရောင်ယုံရွာအဝင်ဝမှာရွှေပြောင်းလုတ်သားရှားပေါင်းများစွာစုဝေးပြီးဆန္ဒပြခဲ့ကြပါတယ်။ရွာအုပ်ချုပ်ရေးကရွာဝင်ပေါက်တွေမှာဂိတ်တွေတက်ပြီးအခချင်းငွေကောက်ခံတာကိုမကျေနပ်လို့ဆန္ဒပြခဲ့ကြတာပါ။လူတွေကဒေါသထွက်နေကြပြီးတော့တချို့ကဒါဓမြတိုက်တာနဲ့ဘာထူးလဲလို့ပြောဆိုခဲ့ကြပါတယ်။လူအုပ်ကြီးကတစားတစားနဲ့များလာပြီးတော့စိတ်ခံစားမှုတွေလည်းတပြေးပြေးနဲ့မြင့်တက်လာခဲ့တာကြောင့်ရဲတွေလည်းရောက်လာခဲ့ပါတယ်။အရင်ကဓမြတွေကမြေတွေ ကိုသိမ်းပြီးဖြတ်သွားဖြတ်လာသူတွေစီကပတ်စံတောင်းတလို့မျိုးအခုခေတ်မှာတော့ဒါကို ဝင်ကြီးလို့ခေါ်ကြပါတယ်။ရွာတွေကအတားအဆီးတွေတက်ပြီး ရှင်မောင်းတွေစီကတရားမဝင်ငွေကြီးတွေကောက်ခံနေတာပါဒါဟာဓမြတိုက်တာနဲ့အထူးတူပါပဲနာမည်လေးပဲလှသွားတာပါမြန်မာနိုင်ငံမှာဆိုရင်လဲဆယ်စုနှစ်နဲ့ချီပြီးတော့ကုမ္ပဏီတွေပါထောင်ကဓမြတိုက်နေကြတာဖြစ်ပါတယ်ဒီလိုအခကြီးငွေကောက်ခံတာဘလောက်ကြာပြီလဲသူတို့က18ယွမ်ကနေပြီးတော့တဖြည်းဖြည်းနဲ့တိုးပြီးတော့ကောက်ခံနေတုန်းပါပဲဒါဟာတကယ်ကိုဓမြတိုက်တာပါပဲလို့ဆန္ဒပြသူတချို့ကပြောပါတယ်သူတို့အနေနဲ့ဝင်ငွေနေပါပြီး ဇယိစကကြီးမြင့်လာကြောင်းရုံးကန်နေရတယ်လို့ဆိုပါရယ်ဆန္ဒပြသူအများစုကတခြားပြည်နယ်ကရွှေပြောင်းလှုပ်သားတွေပါအလုံအကင်ရှာပါနေတဲ့အတွက်လုံလောက်အောင်ရှာဖွေနိုင်ဖို့တောင်းမနေရုံးကန်နေရတဲ့အချိန်မှာလားစင်ကားပါကင်ကထပ်ပေးရတာကသူတို့အတွက်လုံးဝကိုမတတ်နိုင်တော့ပါဘူးဒါကြောင့်ဒီမူဝါဒကိုအတင်းအကျပ်အကောင့်ထဲပေါ်တဲ့အခါလူတွေကပြင်းပြင်းထန်ထန်တုံ့ပြန်ပြီးပြန်လည်တွန်းလှန်ခဲ့ကြတာပါဆန္ဒပြမှုကညာ၁၀နှစ်လောက်အထိကြာမြင့်ခဲ့ပါရယ် ယ်။နောက်ဆုံးတော့ဒေသခံအာဏာပိုင်တွေကလက်လျှော့ပြီးအခကြေးငွေ ကောက်ခံတဲ့ဂိတ်တွေကိုဖယ်ရှားပေးဖို့သဘောတူခဲ့ပါတယ်။ဗီဒီယိုတစ်ခုမှာတစုံတစ်ယောက်ကခရီးယာတွေနဲ့ဂိတ်ကိုဖြုတ်နေတာကိုတွေ့ရပြီးဂျန်နေသူတွေကလက်ခုပ်တီးပြီးတော့အားပေးကြွေးကြော်နေကြပါတယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ဂိတ်တွေကိုဖယ်ရှားလိုက်ပြီးတဲ့နောက်ကားလန်းတွေပုံမှန်အတိုင်းပြန်လည်ဖွင့်သွားတာကိုပြသထားပါတယ်။ရောင်ရုံရွာမှာနေထိုင်ခဲ့ဘူးတဲ့ ဟန်နန်ပီနေကစီးပွားရေးလုပ်ငန်းရှင်ရမ်မင်ကသတင်းတောက်တွေကိုပြောကြားရမှာဒီခကြေးငွေစနစ်ကပြီးခဲ့တဲ့အောက်တိုဘာလကစပြီးတော့စံသက်လုံဆောင်ခဲ့ရလို့ဆိုပါတယ်။အဲဒယ်ရီနေနဲ့ကားပါကင်အတွက်တနအီကို3ယွမ်ဒါမှမဟုတ်တစ်လောက်ကို240ယွမ်ပေးဆောင်ရပါတယ်။ ဒုံကွန်းလိုအခြေခံလုံသားရှားပါတဲ့ပြည်နယ်တွေမှာပတ်စံရှာဖို့တကယ်ကိုခက်ခဲလာတယ်လို့ဆိုပါရယ်ဆက်ယုံနေအများကြီးပိတ်ကုံတာအလုံသမားတွေထုတ်ပယ်တာဒါမှမဟုတ်လစာဖြတ်တောက်တာတွေရှိနေပါတယ်သူရဲ့ကိုပိုင်စီးပွားရေးလဲရုံးကန်နေရပါတယ်ရောင်ရုံရွာကရွှေပြောင်းလုံသားတွေရဲ့တဝက်လောက်ကလည်းအရင်ကတည်းကထွက်ခွာသွားကြပြီးတော့လူဦးရေတိတိတသာရောကြသွားတယ်လို့သူကပြောပါတယ် တုံကွမ်းမှာရှိတဲ့ရွာတွေအများစုကဒီလိုအခကျင်းငွေတွေကောက်ခံနေရတာက ကုမ္ပဏီတစ်ခုကဒီစီမံကိန်းကိုလွှဲယူခဲ့လို့လို့ရန်မင်းကဆိုပါတယ်။ဒီကုမ္ပဏီကအစိုးရရဲ့ခိုင်မာတဲ့ကြော်ထောက်နောက်ခံရှိရလို့သူကြားသိရပါတယ်။ရွာကော်မတီဝင်တွေကလည်းအမျက်ငွေရဲ့အချိုးအချောက်ခွဲဝေမှုရရှိနေပြီးရွာအကြီးကဲကဒီကနေ့တနေ့ကိုရွှန်ထောင်တောင်းချီရရှိနေရလို့ဆိုပါတယ်။ဒါပေမဲ့ရွာသားတွေကတော့တပြားတစ်ချက်မှမရကြပါဘူး။ရောင်ရုံရွာမှာနေထိုင်တဲ့ ဲ့ Mr. Lee လို့ခေါ်တဲ့အမျိုးသားတဦးကလည်းအခုချိန်မှာလူတိုင်းအတွက်အခြေအနေတွေခက်ခဲနေရလို့ပြောပါတယ်။ဘယ်သူမှပတ်သက်မရှာနိုင်ကြတော့ပဲအဲ့ဒီအပေါ်မှာရွာကနေအခကြေးငွေတွေထပ်ကောင်းနေတော့လူတိုင်းစားနာပြဖို့ထွက်လာကြတာပါပဲလို့သူကဆိုပါတယ်။ပြီးခဲ့တဲ့မတ်လတုန်းကလည်းရောင်ရုံရွာတွေကကားတွေမှာ ချိန်ညာစာရီကတ်ထားတဲ့ဗီဒီယိုတစ်ခုထွက်ပေါ်ခဲ့ပါတယ်။အဲဒီချိန်ညာစာမှာ2025ခုနှစ်မတ်လ15ရက်နေ့ရစပြီးကားပါကင်စီမံခန့်ခွဲမှုစနစ်ကိုစမ်းသပ်လုပ်ဆောင်တော့မယ်လို့ဖော်ပြထားပါတယ်။ရည်ရွယ်ချက်ကတော့ရှင်ကျော်ထိန်းချုပ်မှုကိုပုံမကောင်းမွန်စေပြီးရွာရဲ့အသွင်ပြင်ကိုပုံမလှပစေဖို့လို့ချိန်ညာခဲ့ပါတယ်။နေထိုင်သူတွေ၊ကုမ္ပဏီတွေနဲ့လုပ်ငန်းရှင်တွေကိုကားပါကင်စီမံအသစ်တွေကိုလိုက်နာဖို့နဲ့လာစဉ်ကားပါကင်ကတ်တွေရှောက်ထားဖို့ Julie Smart Parking လို့ခေါ် ါ်တဲ့ WeChat account ကိုလိုက်လို့ဖို့အကြံပြုထားပါတယ်။ချိန်ညာစာမှာရောင်ယုံကပ္ပကင်စီမံခန့်ခွဲမှုဌာနရဲ့ဖုန်းနံပါတ်နဲ့အခကြေးငွေနှုန်းထားတွေကိုလည်းဖော်ပြထားပါတယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ရောင်ယုံရွာလန်းညီကိုခြံစည်းရိုးတွေခက်ပြီးကပ္ပကင်ကအောက်ခံနေတာကိုတွေ့ရပါတယ်။ကွမ်တုံးပြည်နယ်မှာဒီလိုဂိတ်ကြီးနဲ့ပတ်သက်ပြီးဆန္ဒပြမှုတွေဖြစ်ပွားတာဒါပထမဆုံးအချိန်မဟုတ်ပါဘူး။မက်ရှလာကိုရင်းညာကဒုံကွမ်းမြို့ လောင်တောင်မြို့နယ်ရှတ်ရွာမှာလေရွာသားတွေကအသာစီးတွေတက်ပြီးကောက်ပါကင်ကကောက်ခံတာကိုမကြည်မနှက်ဖြစ်ခဲ့ကြပါဗျ။လူအုပ်ကြီးက စစ်စေးရိတ်ကိတ်တစ်ခုမှဆူဝေးခဲ့ကြပြီးရွာသားတချို့ကအသားစီးတွေကိုရိုက်ချိုးပြီးလမ်းဘေးကိုလွတ်ပစ်ခဲ့ကြပါတယ်။ရဲတွေကအရာရှိဒါဇင်နဲ့ချီဆီလွတ်ပြီးတော့အခြေအနေကိုထိန်းချုပ်ခဲ့ရတယ်လို့အွန်လိုင်းမှာဖော်ပြခဲ့ကြပါတယ်။အွန်လိုင်းပေါ်ကလူအများပြားကဒီပြဿနာဟာကွမ်တုံပြည်နယ်မှာကြကြပြက်ပြက်ဖြစ်ပွားနေရလို့ထောက်ပြခဲ့ကြပါတယ်။ရွာတွေအများစုမှာဝင်ပေါက်တိုင်းမှာဂိတ်ကြီးကောက်ခံတဲ့ဂိတ်တွေရှိနေပါတယ်။လမ်းတချို့ဆိုရင်10ကီလိုမီတာတောင်မရှိပေမဲ့ဂိတ်10ကူလောက်ကအလူရဲ့ ါချင်းဝေကောက်ခံနေကြပါတယ်။ပြင်ပနဲ့လာရောက်နေထိုင်သူတွေကအိမ်ကားကဘေးဘီးယားနောက်မှာတောင်းသွားလာဖို့အတွက်ဂိတ်ကြီးတွေထပ်ပေးရတာကိုမကြေမနက်ဖြစ်နေကြပါတယ်။တယောက်ကကျွန်တော်တို့လိုပြင်ပလူတွေဒီမှာအသက်မဝမ်းကြောင်းဘဝတော်တော်လေးခက်နေပါပြီ။အိမ်ကားကရေဘိုးမီဘိုးပေးပြီးရင်ဘာမှမကြံတော့ဘူး။အခုရွာတကားကုန်တွေပါထက်လာတော့တော်တော်လေးဒုက္ခရောက်နေပြီ။ဒါကြောင့်လူတွေအများကြီးဆန္ဒပြဖို့ထွက်လာကြတာပေါ့။တကယ်ပဲပြင်ပလူတွေကိုဒီရောက်နေထွက်ခွာခိုင်းဖို့ကြိ 調査နေတာလားလို့မိကွန်းထုတ်ခဲ့ပါတယ်။နောက်ထပ်အသုံးပြုသူတဦးကကားလမ်းမကြီးတွေမှာပဲဂိတ်ကြီးကောက်တာကိုတွေ့ရမယ်လို့ထင်ထားတာ။အခု ရှန်ယွာကပြင်ပလာတဲ့ကားတွေကို လာစဉ်ကားပါကင်ကပေးခိုင်းနေပြီ။လူတွေဒေါသထွက်တာအံ့ဩစရာမရှိပါဘူးအလို့သမားတွေရဲ့ဘဝကိုပို့ပြီးတော့ခက်ခဲစေရပါပဲလို့မှတ်ချက်ပေးခဲ့ပါတယ်အများပြည်သူမှတ်တမ်းတွေအရာ တောင်ကွမ်းပြည်နယ်မှာရွာတကားခွန်ကောက်ခံတဲ့အယူအဆက2021ခုနှစ်မှာစတင်လုံဆောင်ခဲ့တာပါ။အဲဒီနှစ်ဇွန်လကနေဇွန်လလအတွင်းမှာရွာရီနဲ့ရက်ွက်တချို့ကကားပါကင်ကိုစတင်ထိန်းချုပ်ဖို့အတွက်အတားစီတွေတက်ဆင်ခဲ့ပါတယ်။ဒါကမကျေနပ်ချက်တွေနဲ့ပြည်လဲတွန်းလှန်မှုတွေအများကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။လူတွေကဒီပြဿနာတွေကိုဒေသခံအာဏာပိုင်တွေစီတိုင်ကြားခဲ့ကြပြီးနောက်ဆုံးတော့အွန်လိုင်းမှာရေးပန်းစားတဲ့အကြောင်းအရာတခုဖြစ်လာခဲ့ပါတယ်။2021ခုနှစ် ဲ့ဩဂုတ်လ9ရက်နေ့မှာဒုံကွန်းပြည်နယ်ကရွာပေါင်း996ရွာနဲ့ရက်ွက်တီတဲက194ခုကဂိတ်စနစ်တွေကိုတက်ဆင်ပြီးသားဖြစ်နေပါတယ်အဲ့ဒီတဲက194ခုကအခကျင်းငွေကောက်ခံနေပါတယ်။ဂိတ်ဒီအများစုကိုလမ်းအများပိုင်းတွေပေါ်မှာတိဆောက်ထားပြီးကျေးလက်လမ်း50ခုနဲ့ရွာလမ်း249ခုမှာတိမ်ပိုက်တပ်ဆင်ထားတာက စီကံချိုးဖောက်ရာရောက်ပါတယ်။အရှိအားဖြင့်ကီလိုမီတာ290နီးပါးအထိရှိပါတယ်။2021ခုနှစ်တုန်းကဒုံကွန်တယူပို့ဆောင်ရေးဌာနကရွာတကားကုန်တွေကောက်ခံတာကိုရပ်တန့်ဖို့တကြိမ်အမိန့်ထုတ်ခဲ့ပါသေးတယ်။ဒါပေမဲ့2022ခုနှစ်ဖေဖော်ဝါရီလမှာလမ်းညွှန်ချက်အသက်တစ်ခုထွက်လာခဲ့ပြီးတော့ရွာတွေနဲ့ရပ်ကွက်တွေကိုကားပါကင်ကားတွေပြန်လည်ကောက်ခံခွင့်ပြုခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလအထိ ဒုံကွန်ချောင်းနန်ချောင်းနဲ့ရောင်လိုဒေသတွေကရွာတွေမှာကေကြီးတောက်ခံတဲ့စနစ်တွေကိုပြန်လည်စတင်ခဲ့ပြီးတော့ပြင်ပကားတွေနဲ့ရွှေပြောင်းနေထိုင်သူတွေကိုအဓိကပြမှတ်ထားခဲ့ပါတယ်။ကားပါကင်ကဈေးနှုန်းထားတွေကတော့ ပထမမိနစ်30ကအခမဲ့ဖြစ်ပြီးတော့တနာရီပြည့်ရင်3ရွံချတဲ့ပြီးတနေ့တာအများဆုံး30ရွံကောက်ခံပါတယ်။လားစဉ်ကားပါကင်ကတ်ကတော့200ရွံပေးရပါတယ်။ Southern Metropolis Daily သတင်းစာရဲ့ဖော်ပြချက်အရချင်းကြီးချန်း ဝမ်ချန်တုံချန်ဟူမန်စားရဲရွာရီနဲ့မြို့ရီအများကြီးမှာ2024ခုနှစ်ဝက်ကနေ2025နှစ်ဝက်အထိဒီလိုဂိတ်စနစ်တွေကိုပြန်စခဲ့ကြတာပါဒါပေမဲ့ထုံကွမ်းမြို့အစိုးရကမတ်လ9ရက်2025ခုနှစ်အလုပ်စီရင်ခံစာမှာဒီအခကျင်းငွေတွေကိုတဖြည်းဖြည်းဖြတ်သိမ်းသွားမယ်လို့ကြေညာပြီးနှစ်ရက်အကြာမှာတော့ရှန်ဒီရွာကလူတွေကသူတို့ရဲ့ရပိုင်ခွင့်တွေအတွက်အများအပြားထွက်ပြီးတော့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ဒီခကျင်းငွေတွေကဒေသန္တရအစိုးရရဲ့ဘတ်ဂျက်လုံးငွေကိုဖြည့်ဖို့နီလန်းတစ်ခုပဲလားဆိုပြီးတော့လူအများစုကမေးခွန်းထုတ်နေကြပါတယ်။အွန်လိုင်းကလူတွေကလည်းတော်တော်လေးဝေဖန်ပြောဆိုကြပါတယ်။ဒီနေ့အနေငယ်အတွင်းမှာမျိုးပြကျေးရွာတွေအားလုံးဒီပါကိုဂိတ်စနစ်အပြည့်အစုံတက်ဆင်ထားပြီးတော့ငွေမပေးရင်ရွာထဲကိုအဝင်ထက်လုံးလို့မရဘူးလို့ပြောကြပါတယ်။ အွန်လိုင်းသတင်းတွေအရဒေသခံရွာကော်မတီတွေကရွာတွေကကားပတ်ကင် နေရာတွေအားလုံးကိုပုတ်ကလီကကန်ထရိုက်တာတွေစီလွှဲပြောင်းပေးခဲ့ပါတယ်။အဲဒီကန်ထရိုက်တာတွေကဂိတ်တွေတည်ထောင်ပြီးကားပတ်ကင်ကတွေစတင်ပြီးတော့ကောက်ခံခဲ့ကြတာပါ။နေထိုင်သူတွေကဒီနှုံထားတွေကအရန်များတယ်လို့ခန့်စားခဲ့ရပါတယ်။ပို့ဆိုးတာကကားရက်ထားပြီးသားတွေကိုတောင်းနောက်ကျောင်းပြန်ပြီးပတ်စံပြန်ပြီးခိုင်းခဲ့တာကြောင့်ဒေသခံတွေရဲ့ဒေါသကိုပို့ဆွပေးခဲ့ပါတယ်။ ဒေါသထွက်နေတဲ့နေထိုင်သူအများအပြားကဒေသခံရဲစခန်းရှိမှစုယုံဆန္ဒပြခဲ့ကြပါတယ်။အဲဒီတည်းရောက်လူတယောက်ကဂိတ်ကြီးကောက်ခံတဲ့ဂိတ်ကိုရိုက်ခွဲလိုက်ကြအောင်လဲတွေ့ရပါတယ်။နောက်ဆုံးတော့ရှင်းတုံမျိုးကအရာရှိတဦးထွက်လာပြီးတော့ဒီအခကြေးငွေတွေကိုဖျက်သိမ်းလိုက်ပြီးလို့ညင်ညာလိုက်တဲ့အခါမှပဲလူအုပ်ကြီးပြန်သွားခဲ့ပါတယ်။ဒီဖြစ်ရက်တွေက ကွမ်တုံပြည်နယ်မှာဖြစ်ခဲ့တာဖြစ်ပြီးတော့ပြည်သူတွေရဲ့သဘောထားအကြီးအကျယ်ပြောင်းလဲသွားတာကိုရှင်းရှင်းလင်းလင်းပြသနေရလို့သုံးသပ်ကြပါတယ်။အရင်လိုတိတ်တိတ်ဆိတ်ဆိတ်လက်ခံနေမဲ့အစားပြည်သူတွေကသူတို့ရဲ့ရပိုင်ခွင့်တွေအတွက်အရေးယူဆောင်ရွက်လာကြတာပါ။ဒါဟာတရုတ်နိုင်ငံရဲ့တခြားဒေသတွေမှာလည်းဆန္ဒပြမှုတွေပုံမများပြားလာနိုင်တဲ့အစပဲဖြစ်နိုင်တယ်လို့လည်းခန့်မှန်းရပါတယ်။ဒီဇင်ဘာလ10ရက်2024ခုနှစ်ညကကွမ်ဂျိုးမြို့ ဂျုံချုံခရိုင်မှာလည်းအလားတူဆန္ဒပြမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ လူအုပ်ကြီးရာ KG အစ်စ်ကိုဆန္ဒပြဖို့စုဝေးခဲ့ကြပြီးဒေါသထွက်နေတဲ့နေထိုင်သူတွေကဂိတ်ကိုရိုက်ခွဲခဲ့ကြပါတယ်။နောက်ဆုံးတော့အစိုးရရာရှိတွေကအလျှော့ပေးပြီးအခကြေးငွေကိုဖျက်သိမ်းခဲ့ပါတယ်။အွန်လိုင်းမှာမျှဝေထားတဲ့ဗီဒီယိုတွေမှာလူတွေကဂိတ်ကမှန်တွေကိုရိုက်ခွဲနေတာကိုတွေ့ရပြီးလူအုပ်ကြီးကလည်းအားပေးချွေးချော်နေကြတာကိုမြင်တွေ့ရပါတယ်။ရဲအများပြားရောက်ရှိလာပြီးအခြေအနေကိုထိန်းချုပ်ခဲ့ပေမဲ့ထိတ်တဲရင်ဆိုင်မှုတော့မရှိခဲ့ပါဘူး။အွန်လိုင်းကလူအများစုကဘာဖြစ်နေရလဲဆိုတာကိုရှင်းရှင်း လင်းလင်းမြင်နေကြရပါတယ်။သူတို့ပြောတာက Community Party ငွေကုန်သွားပြီးတော့ပြည်သူတိုင်းကိုညှစ်နေပြီဆိုတာပါပဲ။ တကယ်တော့ဒီလိုအခွန်ကောက်တာကဥပဒေအရတရားမဝင်ပါဘူးတရုတ်နိုင်ငံရဲ့အဝေးပြေးလမ်းဥပဒေပုံမှ9မှာအများပိုင်းလမ်းပေါ်မှာဂိတ်တွေတက်ပြီးတော့အခွန်ကောက်တာဒဏ်ရိုက်တာကားတွေကိုရက်ခိုင်းတာတွေမလုပ်ရဘူးလို့ရှင်းရှင်းလင်းလင်းရေးထားပါတယ်ဒါပေမဲ့ဒီလိုဥပဒေရှိနေပေမဲ့ရွာတကားကုန်တွေကဆက်ပေါ်နေတော့မှာပဲဒါဟာတုံးကွမ်းမာတယ်မကပဲရှန်ဟိုင်းဂျာဂျိုစတဲ့တခြားမြို့တွေမှာပါဖြစ်နေတာပါဥပမာ2024ခုနှစ်ဒီဇင်ဘာလတုန်းကရှန်ဟိုင်းမြို့ကရွာတရွာမှာ ှာအိမ်ငါနေတဲ့သူတွေကအိမ်ငါကဘေးဘီးသားဖြစ်ပေမဲ့ဂိတ်ကြီးတွေထပ်ပြီးတော့ကောက်ခံခဲ့ပါတယ်။အွန်လိုင်းမှာဆိုရင်ဂျေးလက်ရှန်ဟိုင်းတဝိုင်းမှာလမ်းဘေးဂိတ်တွေရာနဲ့ချီပေါ်လာတယ်လို့လူတွေကပြောဆိုခဲ့ကြပါတယ်။ Mrs. Jones ဆိုတဲ့အမျိုးသမီးတဦးကရှန်ဟိုင်းခရိုင်ပြီးတော့ဖွန်တုံခရိုင်ထရာချန်မြို့နယ်အမီယွာမှာအိမ်နဲ့ ခြံနဲ့ငားနေပါတယ်။သူကတလောက်ကိုရွှန်းနှက်ထောင်းပေးရပြီးကားပါကင်အတွက်ဆိုရင်တစ်နှစ်ကိုရွှန်းနှက်1400လောက်ပေးနေရပါတယ်။ဒါပေမဲ့ရွာကော်မတီကတော့ရွာရဲ့လမ်းကိုအသုံးပြုတဲ့အတွက်ဆိုပြီးတစ်နှစ်ကိုရွှန်း1500ထပ်တောင်းခဲ့ပါတယ်။ဒီလိုအခကျင်းငွေကောက်ခံမှုအပေါ်ပြည်သူတွေရဲ့ဒေါသကလည်းကြီးမားပါတယ်။ဒီဇင်ဘာ10ရက်2024ခုနှစ်ညကကွမ်ဂျိုမြို့ရှင်းထန်ရွာမှာဒီလိုကိတ်ကြီးကောက်ခံမှုကိုစန့်ချင်တဲ့ဆန္ဒပြမှုကြီးဖြစ်ခဲ့ပြီးတော့ရဲတွေပါနှိမ်နှင်းဖို့လာရောက်ခဲ့ရပါတယ်။ ကျန်းစုပြည်နယ်ကြာကျိုးမာတောင်ဂိတ်တွေပေါ်နေပါတယ် TikTok အသုံးပြုသူတဦးကရှောက်ကျိုးရွာမှာဆိုရင်မီတာ90ကနေ300တိုင်းမှာအတားဆီးတွေချထားတာကိုတွေ့ရတယ်လို့တင်ပြခဲ့ပါတယ်လမ်းတွေရကျင်းပြီး ကားတွေပိတ်နေတဲ့ကြားထဲမှာအတားဆီးတွေထပ်ထားတာပါနေဖုံမျိုးက ရောင်ချမ်းမြွာမှာဆိုရင်လေ2မီတာလောက်ပဲကျယ်တဲ့လေကွင်းတွေကမြေလန်းချင်းလေးတစ်ခုမှာ ဒေတာစီးထားတာကိုမေလ26ရက်နေ့ကတွေ့ရပါတယ်။ဘေးနားမှာကားပါကင်ကပေးဆောင်ရမယ်ဆိုတဲ့စိုင်းပုတ်ကြီးတက်ထားပါတယ်။ရွာကော်မတီကဝန်ထမ်းတဦးကဒီဂိတ်ကိုဘေးနားရွာကိုသွားတဲ့လမ်းမှာတက်ထားတာဖြစ်ပြီးဒေတာကန်နေကအခါချင်းငွေမပေးရအောင်ဒီလမ်းကိုသုံးနေတာကြောင့်ဂိတ်ထားရတာလို့ရှင်းပြခဲ့ပါတယ်။ရွာနေထိုင်သူတွေကတော့ဘေးစရာမလိုပဲယာယီဝင်ထွက်တဲ့ရင်တွေကိုပဲအခါချင်းငွေကောက်ခံမယ်လို့သူတို့ကပြောပါတယ်။ ဒီလိုရွာတကားကွန်စနစ်တွေပေါ်ပေါက်လာတာကတရုတ်နိုင်ငံရဲ့အနေဆိုင်တဲ့ဗန်ဒါယီပြဿနာတွေကိုထိဟနေတယ်လို့လူအများစုကယုံကြည်ကြပါတယ်။သုံးနှစ်ကြာတင်းကျပ်တဲ့လော့ခ်ဒေါင်းစည်းကမ်းနေနဲ့ဒေသနာအစိုးရကြွေးမိတွေမြင့်တက်လာပြီးတဲ့နောက်မှာတရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့်လည်းနိုင်ငံရဲ့စီးပွားရေးကပုံမဆိုးရွားခဲ့ပါတယ်။အခုတော့ဒေသနာအစိုးရတွေကပတ်စံအတွက်ရုန်းကန်နေကြရပြီ။ဒါဟုလူတွေက အိုးကိုခွဲပြီးတန်တွေကိုရောင်းစားနေတာလို့တောင် ခေါ်ကြပါတယ်ဒီလိုမစင်မကျင်ကောက်ခံတဲ့အခကြီးငွေတွေနဲ့ဒဏ်ကြီးတွေကပြည်သူဒေါသကိုပို့ပြီးတော့ဆွပေးနေပါတယ် တရုတ်အစိုးရထုတ်ပြန်ခဲ့တဲ့တရားဝင်ဂိမ်းကနန်းအသစ်တွေအရ2024ခုနှစ်မှာတရုတ်နိုင်ငံရဲ့စုစုပေါင်းအခွန်ဝင်ငွေရ18.5ထရီလီယံယွမ်ရှိပြီးတော့ဒါဟာပြီးခဲ့တဲ့နှစ်ထက်3.4ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဒါပေမဲ့အခွန်မဟုတ်တဲ့ဝင်ငွေတွေကတော့4.5ထရီလီယံယွမ်အထိကိုတိတိတသာမြင့်တက်ခဲ့ပြီး25.4ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။အစိုးရကဒီအခွန်မဟုတ်တဲ့ဝင်ငွေထိုးထက်မှုကဘဟုဌာနတွေကငွေတွေလွှဲပြောင်းပေးတာနဲ့ ဒေသန္တရအစိုးရတွေကအသုံးမပြုရသေးတဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်အသက်သွင်းနေတာတွေကနေလာတယ်လို့ဆိုပါတယ်။အခုမဟုတ်တဲ့ဝင်ငွေတဲမှာတန်ဈေးနဲ့တင်းစဲမှုတွေတခုတည်းကတင်14.8%တုံးတက်လာခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့တန်ဈေးနဲ့ပစ္စည်းတင်းစဲမှုတွေကိုအသုံးပြုရတာကိုကာလကြာရှည်စွာဝေဖန်ခံခဲ့ရပါတယ်။တချို့ဒေသတွေမှာဆိုရင်လူတွေကမစင်မချင်းပြစ်ဒဏ်တွေခံခဲ့ရပါတယ်။ဥပမာ အသက်ကြီးတဲ့အမျိုးသားတဦးကအရေသွေးမမီတဲ့တရုတ်နဏရွက်တွေရောင်းချနေတာကိုဈေးကွက်အာဏာပိုင်တွေကစုစုပေါင်းရွန်သက်သိန်းထံရိုက်ခဲ့ပါတယ်။သူ့ရဲ့ရောင်းရငွေကတော့ဒဇီးဟိုမှ14ရွန်ပဲဖြစ်ပါတယ်။တရုတ်အမေရိကန်စီးပွားရေးပညာရှင်လီဟောင်ချင်းကနိုင်ငံသားမီဒီယာတွေကို ပြောပြတာကဗဟိုအစိုးရကအခွန်မဟုတ်တဲ့ဝင်ငွေအတွက်တာဝန်ယူမှုကိုဒေသန္တရအစိုးရတွေစီတွန်းချနေတာပါပဲ။တနည်းအားဖြင့်မင်းတို့ဘာသာကိုရှာကြ လုံးစရာရှိရလောက်ကြလို့ပြောတာနဲ့တူတယ်လို့သူကဆိုပါတယ်။ဆိုလိုတာကပတ်စံရှာပြီးနိုင်တဲ့သူတိုင်းအလုံကောင်းကောင်းလုပ်နေတယ်လို့သတ်မှတ်တာပါပဲ။ဒီလိုပတ်ဝန်းကျင်မျိုးမှာအလွယ်ဆုံးပြတ်မှတ်ကတော့ပြည်သူတွေပါပဲ။ ဒီလိုပတ်ဝန်းကျင်မျိုးမှာပြည်သူတွေကတကယ်ကိုပဲအလွယ်ဆုံးပြင်မလို့ပြောရမှာပါ။တာမန်ပြည်သူတွေမှာအာဏာမရှိ ခုခံကာကွယ်ဖို့နည်းလမ်းမရှိပဲအလွယ်တကူအမျက်ထုတ်ခံနေရတာဖြစ်ပါတယ်။တမိုင်းတစ်လျှောက်မှာအစိုးရတွေပတ်စံပြတ်လက်တဲ့အခါမစင်မချင်းတန်ကြီးတွေကောက်ခံတာပုံမှန်ဖြစ်လာခဲ့ပါတယ်။ American စီးပွားရေးပညာရှင် David J. Wong ကဒေသန္တရအစိုးရတွေကနေရောင်းချမှုတွေအပေါ်မိခိုးလို့မရတော့တာကြောင့်ပတ်စံပြတ်လက်နေတယ်လို့ရှင်းပြခဲ့ပါတယ်။ သူတို့ရဲ့ဝင်ငွေရရှိမှုစွမ်းရည်ကအားနေတာကြောင့်တန်ကြီးတွေကငွေသားအမြန်ဆုံးရရှိတဲ့နီလန်းဖြစ်ပြီးချက်ချင်းလှုပ်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ဒါကအာဂတိလိုက်စားမှုနဲ့အခွင့်အရေးရှာမှုတွေကိုလည်းအားပေးရာရောက်ပါတယ်။လွန်ခဲ့တဲ့10နှစ်အတွင်းနိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူဘယူရိုကရက်အများအပြားကပုဂ္ဂလိကလုပ်ငန်းတွေကိုသူတို့ကြိုက်တယ်လို့အဖြစ်ပေးနိုင်တယ်လို့ခန့်စားလာရပါတယ်။အခွင့်ဝင်ငွေကြာဆင်းလာတဲ့အခါအစိုးရကအခွန်မျိုးစားတွေတိုးချဲ့တာနဲ့တန်ကြီးတွေကောက်ခံတာကိုပို့ အားချလာပါတယ်2019ခုနှစ်မတိုင်ခင်ကတော့ဒီလိုအခြေအနေမျိုးမဟုတ်ခဲ့ပါဘူးအဲ့ဒီတုန်းကပြည်နယ်နဲ့မြို့နယ်ဆက်တခုလောက်ကသူတို့ရဲ့ဘတ်ဂျက်တွေကိုထိန်းညှိနိုင်ခဲ့တာဒါမှမဟုတ်ပိုရှင်မှုတွေတောင်ရှိခဲ့ပါတယ်ဒါပေမဲ့ကက်ရောကပြည်ရဲ့နောက်မှာတော့အလုံးစုံဗန်ဒါကြီးအခြေအနေကတော်တော်လေးဆိုးရွားလာခဲ့ပါတယ်ဒန်ဂျီနဲ့ဒိန်းစဲမှုတွေလိုနီးပြူဟာတွေကို အသုံးပြတာကစီးပွားရေးကျဆင်းမှုမှာဘိန်းတက်ပေးသလိုဖြစ်စေပါတယ်2024ခုနှစ်ဆောင်းပါးတစ်ပုတ်မှာတရုတ်နိုင်ငံက အစိုးရအသုံးစရရဲ့40ရာခိုင်နှုန်းဟာ တန်80သောအစိုးရဝန်ထမ်းတွေကိုထောက်ပံ့ဖို့ကုန်ကြရလို့ဖော်ပြထားပါတယ်။ဒီဝန်ထမ်းတွေကလူဦးရေရဲ့9.8%ခန့်နှုန်းကိုကိုစားပြုပါတယ်။ဗန်ဒါရီဖီယာရီအောက်မှာ အစိုးရကသူ့ရဲ့ဝန်ထမ်းတွေကိုတောင်းလစာပေးဖို့ရုံးကန်နေရပါတယ်။ဆက်လက်ရည်တည်နိုင်ဖို့အတွက်နိုင်ငံရဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချတာ၊ချင်းငွေယူတာ၊ကျွေးဆက်ဖို့ညှဉ်းဆန်တာ၊ဒဏ်ကြေးတွေထုတ်ပြန်တာပြီးတော့ဝေးလံတဲ့ကုမ္ပဏီတွေကိုပါပြတ်မှတ်ချတာတွေလိုတခြားနည်းလမ်းတွေကိုအသုံးပြုလာပါတယ်။2019ခုနှစ် ုံကကိုရိုတက်ကတိုရဲ့စီးပွားရေးဘာမောက်ခဟောင်းရန်ရှောင်းကနိုင်ငံသားဆောင်းပါးတွေမှာဒါကိုဖော်ထုတ်ခဲ့ပြီးသားပါသူရဲ့သူတည်တနာအရခွန်နေတဲ့နိုင်ငံပိုင်လုပ်ငန်းတွေရနေရတဲ့အမြန်ဆုံးတွေကိုတန်20ခန်းရှိတဲ့ပါတီဝန်ထမ်းနဲ့ဆက်ဆက်အဖွဲ့အစည်းတွေက ဝန်ထမ်းတွေကိုထောက်ပံ့ဖို့အသုံးပြုနေတာပါ။ဒါရဲ့ကုန်ကြမ်းဆီးကတစ်နှစ်ကို1 trillion 20လောက်ရှိမယ်လို့သူကခန့်မှန်းခဲ့ပါတယ်။ဒီအခြေအနေမပြောင်းလဲရင်တရုတ်ပြည်ကနောက်ဆုံးမှာပြိုလဲသွားလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။